ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့တခြားဘာသာဝင်တွေကိုဘယ်လိုမြင်ပါသလဲဆရာတော်တဲ့လူလို့ပဲမြင်ပါတယ်နော်ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်လူဟာလူပါပဲဗုဒ္ဓဘာသာဝင်မဟုတ်တဲ့တခြားဘာသာဝင်တွေကိုဘယ်လိုမြင်ပါသလဲဆရာတော်တဲ့လူလို့ပဲမြင်ပါတယ်နော် ဘယ်ဘာသာဝင်ဘယ်လူမျိုးပဲဖြစ်ဖြစ်လူဟာလူပါပဲဆရာတော်ကလူမျိုးဘာသာခွဲခြားပါသလားတဲ့လူမျိုးဘာသာမခွဲခြားပါဘူးသို့တော့ဦးဇင်းတို့မြတ်စွာဘုရားကလူမိုင်းနဲ့လူလိမ္မာကိုတော့ခွဲခြားပြီးပေါင်းသိရမယ်လို့ဟောကြားထားတဲ့အတွက်လူမိုင်းနဲ့လူလိမ္မာကိုတော့ခွဲခြားပြီးပေါင်းသိပါတယ်။ဒါကြောင့်လဲဆိုရင်လူမိုက်ကအကုတ်ကိုဒုက္ခပေးပြီးလူကောင်းကအကုတ်ကိုကောင်းကျိုးပေးလို့ပဲဖြစ်ပါတယ် ဒါကြောင့်လူမိုက်ဆိုရင်ကိုဘာသာဝင်ပဲဖြစ်ဖြစ်တခြားမိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ်မပေါင်းပါဘူးလူလိမ္မာဆိုရင်တော့ကိုဘာသာဝင်ပဲဖြစ်ဖြစ်တခြားမိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ်ပေါင်းသဲမှာဖြစ်ပါတယ်နော်ဖုံဖုံဖေးရနာနာဘာဝနဲ့ဝိနာဘာဝဘယ်လိုခွဲခြားထားလဲမိန့်တော်မူပါတဲ့တချို့ကနာနာဘာဝဝိနာဘာဝကိုတရေတစီဆိုပြီးပြောဆိုနေကြတာတွေရှိတယ် နော်ဦးဇင်းတို့ကိုယ်တိုင်လည်းပဲငငယ်တုန်းကနာနာဘာဝဝိနာဘာဝဆိုတာကိုတရေတစီလို့ထင်မှုတယ်နောက်အရွယ်ရောက်လာလို့စာရီသင်စာရီဖတ်တော့မှနာနာဘာဝဝိနာဘာဝဆိုတာတရေတစီမဟုံမန်းကိုသိလာတယ်ဒီကနေ့ကတုတ်မဟာဝါမဟာပရိနိဗ္ဗာန်တုတ်မှာမြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနေတော့အရှင်အနန္ဒာမထေရငိုကြွေးတဲ့အခါမှာမြတ်စွာဘုရားက အရှင်အာနန္ဒာမထေရကိုနှစ်သိမ့်ဆုံးမပါတယ်အဲ့ဒီနှစ်သိမ့်ဆုံးမတဲ့အထဲမှာနာနာဘာဝဝိညာဘာဝဆိုတာပါပါတယ်အဲ့ဒီနာနာဘာဝဝိညာဘာဝကိုအနက်ဖွဲ့မယ်ဆိုရင်နာနာဘာဝကရှင်ကွဲကွဲချင်းဝိညာဘာဝကတိကွဲကွဲချင်းလို့ထွက်ပါတယ်ဒါကြောင့်နာနာဘာဝနဲ့ဝိနာဘာဝကိုဘယ်လိုခွဲခြားထားသလဲဆိုရင်နာနာဘာဝသည်ရှင်ကွဲကွဲချင်းဖြစ်ပြီးဝိနာဘာဝသည်တိကွဲကွဲချင်းဖြစ်ပါတယ် နာနာဘာဝဝိညာဘာဝဆိုတာတရေတစေကို ပြောတာမဟုတ်ဘူးဆိုတာကိုမှတ်သားထားရမှာဖြစ်ပါလေမေလျှောက်ခွင့်ပြုပါဖရာစေတနာနဲ့မတန်တဲ့သူဆိုတာရှိပါသလားဖရာတဲ့စေတနာသည် လူတိုင်းနဲ့မတန်ဆိုတဲ့စာတန်းကို တချို့အိမ်တွေမှာချိတ်ဆွဲထားတာဖတ်ဖူးပါတယ်အဲ့ဒီစကားဟာသူတော်ကောင်းစကားမဟုတ်ပါဘူးเนาะစေတနာမေတ္တာသည်လူတိုင်းနဲ့တန်ပါတယ် လူတချို့ကသာစေတနာမေတ္တာရဲ့တန်ဖိုးကိုနားမလည်တဲ့အတွက်စေတနာမေတ္တာရဲ့ကောင်းကျိုးကိုမခံစားကြရတာပါစေတနာမေတ္တာဟာလူတိုင်းနဲ့မတန်ဖိုးဆိုရင်မြတ်စွာဘုရားဟာတတဝါတိုင်းပေါ်ကိုစေတနာမေတ္တာထားမှာမဟုတ်ပါဘူးခွဲခြားပြီးထားမှာပါတတဝါတိုင်းဟာစေတနာမေတ္တာနဲ့တန်တဲ့အတွက်မြတ်စွာဘုရားဟာတတဝါတိုင်းပေါ်ကိုစေတနာမေတ္တာတန်တူထားပါတယ်အရှင်မောက်ကလန်အရှင်သာရိပုတ္တရာစတဲ့ပုဂ္ဂိုလ်တွေရဲ့အပေါ်မှာ မြတ်စွာဘုရားဟာစေတနာမေတ္တာကိုတန်းတူထားသလိုအရှင်ဒေဝရကြီးရဲ့အပေါ်မှာလည်းပဲစေတနာမေတ္တာကိုတန်းတူထားပါတယ်။သို့သောအရှင်မောကလံအရှင်သာရိပုတ္တရာစတဲ့ပုဂ္ဂိုလ်တွေကတော့မြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားလည်တဲ့အတွက်မဟုတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြရပါတယ်။အရှင်ဒေဝရကြီးကတော့မြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားမလည်တဲ့အတွက်အဝေစီငရဲတို့ကြားရောက်သွားရပါတယ်။ဒါဟာမြတ်စွာဘုရားရဲ့ စေတနာမေတ္တာနဲ့မတန်လို့မဟုတ်ပါဘူးเนาะမြတ်စွာဘုရားရဲ့စေတနာမေတ္တာကိုနားမလည်လို့ပဲဖြစ်ပါတယ်။ဒါကြောင့်စေတနာမေတ္တာနဲ့မတန်တဲ့သူဆိုတာမရှိဘူး။စေတနာမေတ္တာရဲ့တန်ဖိုးကိုနားမလည်တဲ့အတွက်ကြောင့်စေတနာမေတ္တာရဲ့ကောင်းကျိုးကိုမခံစားရတဲ့သူတွေပဲရှိတယ်ဆိုတာမှတ်သားထားရမှာဖြစ်ပါတယ်။မေခွန်မေလျှောက်ခွင့်ပြုပါဘုရား။ဒေါသမထွက်မိအောင်ဘယ်လိုနေထိုင်သင့်လဲဘုရား။ဖျားအပေါ် တတ်ဝင်ယုံကြည်မှုအားကောင်းအောင်ဘယ်လိုပြုလုပ်သင့်ပါသလဲဖရာတဲ့ဒေါသကိုနိုင်တာမေတ္တာဖြစ်ပါတယ်ဒေါသမထွက်မိအောင်နေခြင်းတည်းဆိုရင် နေ့စဉ်မေတ္တာပွားပါနေ့စဉ်မေတ္တာပွားလို့မေတ္တာတက်အားကောင်းလာပြီဆိုရင်ဒေါသဖြစ်မှုအားနည်းလာပါလိမ့်မယ်ဖရားအပေါ်တတ်ဝင်ယုံကြည်မှုအားကောင်းခြင်းတည်းဆိုရင်တော့နေ့စဉ်တရားနာပါနေ့စဉ်တရားနာလို့တရားအသိဉာဏ်များတိုးပွားလာပြီဆိုရင် ဖရာအပေါ်တတ်ဝင်ယုံကြည်မှုအားကောင်းလာပါလိမ့်မယ်။အရှင်ဖရာကျမ်းမာရေးမကောင်းတော့စိတ်ဓာတ်တွေကြားမိတယ်ဖရာခေါ်အားဖြစ်အောင်မန္တကြောင်းလောက်ဗီဒီယိုနဲ့အပီပြန်ပေးပါအရှင်ဖရာတဲ့လူတွေဟာအနာရောဂါကြောင့်မကျန်းမာမှာ ဖြစ်ပြီဆိုရင်စိတ်ဓာတ်တွေကြာတတ်ပါတယ်အနာရောဂါကြောင့်မကျန်းမာမှာဖြစ်လို့စိတ်ဓာတ်ကျပြီဆိုရင်စိတ်ခွန်အားဖြစ်အောင်စင်ကြယ်နှလုံးသွင်းတဲ့နည်းရှိပါတယ်နော်ဘယ်လိုနှလုံးသွင်းစင်ကြယ်မလဲဆိုရင် မြတ်စွာဘုရားလက်ထက်ကယဟန်တပါးဟာမြတ်စွာဘုရားကိုရောဂောရောဂောတိဗန္တိဝုသတိကတမောနုခောဗန္တိရောဂောဝုသတိဗန္တိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားရောဂောရောဂောတိယောဂယောဂဟု၍ဝုသတိလောကမှာပြောနေကြပါတယ်မြတ်စွာဘုရားကတမောအဘယ်တရားကိုရောဂောတိယောဂဟု၍ဝုသတိဆိုအပ်ပါတယ်မြတ်စွာဘုရားဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားလောကမှာယောဂယောဂလို့ပြောနေကြပါတယ်မြတ်စွာဘုရား အဘယ်တရားကိုယောဂလို့ခေါ်ပါတယ်မြတ်စွာဘုရားလို့မေးလျှောက်ပါတယ်။အဲ့ဒီခါမှာမြတ်စွာဘုရားကရောဂောတိခောဘိက္ခုရူပာဏမေတံအဋိဝဆနံဘိက္ခုချက်သားယဟံရောဂောတိအေတံအဋိဝဆနံယောဂါဆိုတဲ့ဒီစကားဟာရူပာဏယုတ်တရားတို့ဤအဋိဝဆနံအမိဖြစ်တယ်။ချက်သားယဟံယောဂါဆိုတဲ့စကားဟာယုတ်တရားတို့ဤအမိဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်။ယောဂါဆိုတာယုတ်ပါပဲ။ယုတ်ရှိတဲ့လူမှန်သမျှ ယောဂဖြစ်မယ်နေမကောင်းထိုင်မသာဖြစ်မယ်ဒါဟာသဘာဝပါပဲเนาะအဲ့ဒီတော့မိမိကနေမကောင်းထိုင်မသာဖြစ်လို့သိတတ်ကြပြီဆိုရင်အော်ရုပ်ရှိတဲ့လူမှန်သမျှအနာယောဂရှိမယ်နေမကောင်းထိုင်မသာဖြစ်မယ်ငါဟာလေရုပ်ရှိထားတဲ့အတွက်ကြောင့်ယောဂရှိမယ်နေမကောင်းထိုင်မသာဖြစ်မယ်ဒီလိုဖြစ်တာဟာငါတယောက်တည်းမဟုတ်ဘူးရုပ်ရှိထားတဲ့လူတိုင်းဖြစ်တာပါလားလို့နှလုံးသွင်းစင်ကြင်လိုက်ပါ အဲ့ဒါဆိုရင်စိတ်ကစောက်တရားရပြီးတော့စိတ်ခွန်အားတွေဖြစ်သွားပါလိမ့်မယ်နော်အရှင်ဖေရအဝိနည်း7ပါးအကြောင်း ရှင်းပြပေးပါဖေရအဝိနည်း7ပါးဆိုတာမြတ်စွာဘုရားပြိဋိဘံစံပြီးလို့နှစ်ပေါင်း100လောက်ကြာတဲ့အခါမှာသာသနာတော်ရုပ်လျော့မိမ့်မိန်ကြီးအကြောင်းဖြစ်သော သာသနာတော်ဤအငြိအကြီးဘေးရန်ကြီး7ပါးကိုပြောတာဖြစ်ပါတယ်အဲ့ဒီအဝိနည်း7ပါးဟာဝေတာလီပြေ၌နေတဲ့ ဝိသိတိုင်းသားယဟန်တွေကြောင့်ပေါ်ပေါက်လာတာပါအဆိုပါအဝိနည်း၁၀ပါးကိုဥစဉ်ရေးပြီးမှတ်ထားပါတယ်တခုချင်းစီဖတ်ပြီးဖြေပေးပါမယ်နော်တိကိလောနာကပ္ပသားချူဖြင့်သားကိုထဲ၍ယူဆောင်ပြီးသားမရှိသောအခါယာဝကာလိကဘောဇဉ်နှင့်ရော၍စားခြင်းသည်ယဟန်တို့အားအတ်ဤဟုအယူရှိခြင်းတပါတဏိတိပါစိတ်အပတ်တင့်တဲ့အတွက်မအပ်ပါဘူးနော်နှစ်ဘင်ကုလကပ္ပ နေမွန်းတဲ့၍အရေးလက်နှစ်သက်လွန်မှရာဝကာလိကဘောဇဉ်စားခြင်းသည်ယဟန်တို့အားအဤဟုအယူရှိခြင်းတပါဝိကာလဘောဇနာသိခါဘုရားပါစိအဘတ်တင်ပါတယ်မအပ်ပါဘူးเนาะ၃ဂါမန္တရကပ္ပတံပီဟုမြင့်မိသောဘောဇဉ်ကိုအတိရိတ်ဝင်ဤကံကိုမပြုဘဲတေယောတပါးတို့တွားအပ်ဟုနှလုံးပြည့်၍စားခြင်းသည်အဤဟုအယူရှိခြင်းတပါအနာတိရိတ်တပါစိအဘတ်တင်တာကြောင့်မအပ်ပါဘူးเนาะ နေအဝါတာကပ္ပတိမ်တခုတဲ၌အထူးထူးသောနေရာ၌နေ၍အတိတိကံဆောင်ခြင်းသည်အဤဟုအယူရှိခြင်းတပါဝကကမ္မဖြစ်တဲ့အတွက်ကြောင့်မအပ်ပါဘူးเนาะငါအနုမတိကပ္ပမရောက်လာသေးသောယဟန်တို့၏အလိုစန္ဒသဘောတူချက်ကိုယူ၍ကံဆောင်ခြင်းသည်အဤဟုအယူရှိခြင်းလဲတပါဒါလဲဝကကမ္မဖြစ်တဲ့အတွက်ကြောင့်မအပ်ပါဘူးเนาะ 6အာစိဏကပ္ပဥပိ္ပေဇေယတို့ဤအယူအနည်းဟူသရွေသည်အဤဟုအယူရှိခြင်းလဲတပါဒါလည်းမအပ်ဘူးเนาะခုနှစ်အမတိကပ္ပလူရည်အဖြစ်ကိုလည်းမစွန်သေးလူတန်းအဖြစ်ကိုလည်းမရောက်သေးသောလူရည်ကိုပဝရိတ်တင်သောယဟန်သည်အတိရိတ်ဝင်လိကံမပြုဘဲစားတောက်ခြင်းကအဤဟုအယူရှိခြင်းလဲတပါအနာတိရိတ်တပါစိတ်အဘတ်တင့်တဲ့အတွက်မအပ်ပါဘူးเนาะ7ကပ္ပတိဇာလောကိပါတော ်တေလူကိုတောက်ခြင်းကအအီဟုအယူရှိခြင်းလဲတပါသူရာပါဏသိခါဖို့အရာပါစိတ်အဘက်တင့်တဲ့အတွက်မအပ်ပါဘူးနော်ကိုကပတိအတ္တတကနိတိတဏံအစာမရှိသောနိတိတိုင်းသည်ယဟန်တို့အအီဟုအယူရှိခြင်းလဲတပါဒါလည်းမအပ်ပါဘူးနော်တဆေကပတိဇာတရူပရဇတံရှုငွေကိုအလှခံခြင်းသည်ယဟန်တို့အအီဟုအယူရှိခြင်းတပါဒါဟာအဝိနည်းဝိတုစေပါပဲဖြစ်ပါတယ်အရှင်ဖရာ ဣဇတက္ခိပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိအတိတ်ဘေကုဖြေပေးတော်မူပါဘုံဘုံဖရာတဲ့ဣဇတက္ခိပါဏုပေတံဗုဒ္ဓံတရဏံကိစ္ဆာမိဣဇတက္ခိယနေ့မှစ၍ပါဏုပေတံအတ္တထက်ဆုံးဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံဥွယ်ရာဥအောင်ရာမိခိုရာဟု၍ကိစ္ဆာမိ စည်းကပ်ပါ၏။ဣဇတတေပါဏုဝေတံဓမ္မံတရဏံကိစ္ဆာမိ။ဣဇတတေယနေ့မှစ၍ပါဏုဝေတံအတ္တထက်ဆုံးဓမ္မံတရားတော်မြတ်ကိုတရဏံကိုးကွယ်ရာပုံအောင်ရာဖီခိုရာဟု၍ကိစ္ဆာမိစည်းကပ်ပါ၏။ဣဇတတေပါဏုဝေတံတံဃံတရဏံကိစ္ဆာမိ။ ဣဇတကိယနေ့မှစ၍ပါဏုပေတံအတ္တထဆုံးတန်ခံတန်ဃာတော်အရှင်သူမြတ်အပေါင်းကိုတရဏံကိုးပွေရာပုံအောင်ရာမိခိုရာဟု၍ခိစ္ဆာမိစိကပ်ပါ၏အရှင်ဖေယလူဝင်စားဆိုတာတကယ်ရှိပါသလားဖေယတဲ့လူဝင်စားဆိုတာလူဘဝကနေတည်ပြီးလို့ နောက်တဖန်ပရိသန္တိဖြစ်ပြီးလူဘဝပြန်ရတာကိုပဲလူဝင်စားလို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်။ပုထုဇဉ်မှန်သမျှကိလေသာရှိနေသေးတဲ့အတွက်ကံရှိနေပါတယ်။ကံရှိနေသေးတဲ့အတွက်ဘဝတွေရှိနေသေးတာကြောင့်လူဘဝကနေတည်ပြီးတဲ့အခါမှာ အပယ်လေးပုံနဲ့လက်ကြီး၆ထပ်ကိုလည်းရောက်နိုင်တယ်လို့လူဘဝကိုလည်းပြန်ရောက်လာနိုင်ပါတယ်။ဒါကြောင့်လူဝင်စားဆိုတာတကယ်ရှိတယ်လို့မှတ်သားထားရမှာပဲဖြစ်ပါတယ်။